အီရန်နိုင်ငံတီရန်မြို့တော်ကနေလူဝဲထွက်ခွာဖို့ပြောခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာကီရန်နိုင်ငံမှာပြုလုပ်တဲ့စစ်မှုထိပ်သီးခွန်နိုင်ငံ G7 စီဝဲမပြီးခင်ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းစောက်ချိုင်းနာမော်နီပို့စ်ကဖော်ပြခဲ့ပါရယ်။အရှိလေပိုင်းဒေသရဲ့တင်းမောင်းကိုမြစ်တက်လာတဲ့အခြေအနေကြောင့်ကနေဒါကနေအမေရိကန်ကိုစောစောစီးပြန်လာခဲ့တာဖြစ်ကြောင်းအင်ဖြူတော်ကထုတ်ပြန်ခဲ့ပါရယ်။ထရန့်ကသူဟာဝါရှင်တန်ကိုခက်စောစောပြန်ရတဲ့အကြောင်းအများရှိကြောင်းကနေဒါမှာဆက်နေခြင်းပေမဲ့အခြေအနေရဲ့အကြောင်းအစောစီးပြန်သွားခဲ့တာဖြစ်ကြောင်း G7 ခေါင်းဆောင်တွေနဲ့လည်းဒါကိုနားလည်လိမ့်မယ်လို့ဒေသတွေကပြောကြားခဲ့ပါရယ်။ ဒီဆဲဘက်အစည်းအဝေးဟာအစ္စရေးနဲ့အီရန်ကြားအပြစ်ကရဲစဲင်းနဲ့သက်ဆိုင်မှုမရှိတဲ့အတွက်ကိရာကလည်းပြန်ဆိုးပြန်လည်ထွက်ခွာလာခဲ့တာဖြစ်ကြောင်းထရန်ကဆိုပါရယ်ကျွန်တော်အမေရိကန်ပြန်သွားရတဲ့အကြောင်းရင်းကတော့အစ္စရေးအီရန်ပြစ်ကရဲစဲအတွေလို့ဆရာရှိလို့ဆိုပြီးပြည်သက်တပ်ရဘန်ဖရွန်ကလူသိချင်းကြားမှာပြောကြားခဲ့ပါတယ်။တကယ်တော့မဟုတ်ပါဘူး။ကျွန်တော်မှအဲ့ဒီကကြီးမားတဲ့ရွေးချယ်ရှိပါတယ်လို့ထရန်ကထရန်ဆိုရှယ်လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ဒီဆဲဘက်ဖွဲ့ဝင်နိုင်ငံတွေကအစ္စရေးကိုထောက်ခံကြောင်းအစီအကံစာဇွန်လ16ရက်နောက်ပိုင်းကထုတ်ပြန်ခဲ့ပြီးအစ္စရေးရံမဲ့ဖြစ်တဲ့အီရန်ကအရှေ့လယ်ပိုင်းကိုမတည်မငြိမ်ဖြစ်စေတဲ့အဓိကရင်းမြစ်တစ်ခုဖြစ်အစိတ်ကပ်ခဲ့ပါတယ်။ ဒါအပြင်ဒေတာတွေရေလုံမှုတွေကိုလျှော့ချကြဖို့လည်း G7 ကောင်ဆောင်တွေကတိုက်တွန်းခဲ့ပါဗျ။ဂျွန်လ13ရက်မှာအစ္စရေးကအီရန်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးတဲ့ကနိုင်ငံခြားအပြန်လည်တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေကဒေတာတွေကျယ်ပြန့်တဲ့စစ်ပွဲဖြစ်လာမယ့်အခြေအနေကိုစိုးရိမ်မှုတွေမြင့်တက်စေခဲ့ပါဗျ။